โอเคပါအဲဆိုရင်နောက်ထပ်မေးခွန်းလေးပါနောက်ဆုံးမေးခွန်းလေးကဘာလဲဆိုတော့ကျွန်တော်တို့အာဒီအသိပညာပေးမေးခွန်းပုံစံမျိုးလေးပေါ့နော်ဘာလဲဆိုတော့အခုဆိုရင်အမားတို့လည်းသိတဲ့အတိုင်းပဲပြည်သူတွေအားလုံးလည်းသိတဲ့အတိုင်းပဲစစ်ကောင်စီရဲ့စိုက်ဝါတွေကအရန်ကိုဟိုအန်နေကြီးလာပြီပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အခုຫນွေဥပံဆိုရင်ຫນွေဥပံကစကားစပတ်ကလာဆိုရင်အဲ့လိုလုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာတွေ ပြီးတော့နောက်ထပ်ရှိတာနောက်ထပ်ဆိုးတာတွေက campaign တွေကိုလိန်နေပေါ့နော်လိုက်ပြီးဥပမာအမားဟန်နီဆိုလဲအမားဟန်နီနွေးအိမ်မှာ campaign တွေရှေ့မှာ campaign တွေလုပ်ပြီးဆိုရင်လည်းဒီဟိုလိုက်ပြီးတော့ဒီပြည်သူတွေရဲ့ထောက်ပံ့မှုကိုအင်အားရော်တော်သူတို့ကလုပ်တယ်ပေါ့နော်အကြောတော့အဲ့လိုမျိုးဟိုစစ်ကောင်စီရဲ့ဆိုးလာတဲ့စိုက်ဝါးတွေအတူရောင်တွေကိုအမားတို့အနေနဲ့ဒီပြည်သူတွေကိုဘယ်လိုမျိုးတတိထားစီခြင်းတယ်ပေါ့နော်အဲ့ဒါကိုအမမက်ဆေ့လေးတစ်ခုတော့ပေးခဲ့ပါဦးပေါ့နော်တချို့ဟာတွေမှာတချို့ကန်နာတွေမှာဗျာအဲ့လိုဒီရှိရပေါ့နော်ရှိရဆိုတော့ ကျွန်တော်ဆိုရင်လည်းတချို့တုံးသက်ချက်တည်းအဲဖတ်တဲ့အချိန်ကြလို့ရှိရင်နှစ်နှစ်နှစ်ဖက်ကိုမြင်အောင်ကြည့်ရပါဗျာဒီဟာနဲ့ပတ်သက်ပြီးတော့အားကြောင့်လေးပြောရလေကျွန်တော်တို့ကဒါကျွန်တော်ဆိုရင်ကိုဒီကိုရဲ့ခန္ဓာအရာပြဗနာရေးပေါ့နော်ဒီမှာဗနာရေးမှုအနေနဲ့ကျွန်တော်အနေနဲ့တာဝန်ထမ်းဆောင်နေဒါပေမဲ့တချို့တချို့တော့စာရေးတုံးသက်ချက်တွေဆိုကျွန်တော်အနေနဲ့တိကျကြည့်ရပါကြည့်ရတော့ကျွန်တော်တို့ကိုယ်တိုင်ဒီလည်းအဲ့လိုမျိုးဒီနိုင်ငံရေးခင်းချင်းနေခန္ဓာမျိုးတွေမှာဝင်ပါလိမ့်မရှိဘူးဒါကျွန်တော်တို့အနေနဲ့ကကျွမ်းကျင်တဲ့ဟို ပညာရေးပိုင်းนี่မဟုတ်ဘူးပေါ့ဗျာ။ပညာရေးမဟုတ်ဘူးမဟုတ်ဘူးအတွက်ကြောင့်မလို့ကြည့်ရကြည့်ရခါမှာအဲတချို့တော့တုံးသက်ချက်တွေဆိုမှန်တယ်။မှန်တယ်။အဲဒို့ပေမဲ့အဲ့လိုမျိုးလူတွေကပုံနဲ့အခုရေးလာကြရေးလာကြဆိုတချို့ဟာတွေဆိုရင်အဲ့လိုဘယ်လိုပေါ့ ဒီလူရဲ့ legitimacy ဘယ်လောက်ရှိလဲဆိုတဲ့ဟာလည်းကြည့်ဖို့လိုအပ်တယ်။အေးစာရေးသူရေပေါ့နော်။စာရေးသူဟုတ်ပြီဒီလူကဘာကိုရေးနေရလဲ။ဘာအကြောင်းအရာရှိနေရလဲ။တချို့ဟာရေးရပြာစာကလောင်သွားတဲ့လူတိုင်းထက်တယ်။နော်ကလောင်သွားတဲ့အလိုစာဖတ်တဲ့သူတွေပြောဒီလိုစာရေးသားကျွမ်းကျင်တဲ့လူတွေမှာထက်တယ်။ဟိုကျွန်တော်ကလူတိုင်းတော့မဟုတ်ပါဘူးကျွန်တော်မကောက်ဘူး။အဲ့တော့အဲ့လိုမျိုးအခဏတွေမှာပြာကျွန်တော်တို့ကရေးသားနောက်မှာမျောသွားလို့မရဘူး။အဲ့လိုနှစ်ဖက်လုံးကိုချင့်ချင်ပြီးစဉ်းစားရတယ်။ကျွန်တော်ဆိုလည်းတော်တော်ဖတ်တယ်။ဟုတ်ပြီဒီဟာကဘာကိုပြောချင်တာလဲဘလိုမျိုးခဏပြောရအောင်။အခုလိုမျိုးခုနကပြောတဲ့ကိစ္စရက်တရားကိုစဉ်းစားကြည့်အောင်မလုပ်နေရပြာဒါကတော့အမှန်တိုင်းဖြစ်ပြာကျွန်တော်အခု၄နှစ်လည်းရှိပြီ။၄နှစ် ကြည့်ရမှာဒီလိုတိဆောက်ထားတဲ့ဟာတွေတော်တော်အစ်စာကြီးဖတ်ပြီးတော့အစလာတဲ့ဟာဒီကောင်ဘာရေးထားရလဲဟာဆိုပြီးတော့အဲ့လိုရေးရတဲ့အထီပေါ့နော်တော်တော်ဆိုးရွားဖြစ်တယ်အဲ့တော့ propaganda ဆိုရဲဟိုဒါစစ်ကောင်စီဘက်ကလုပ်တဲ့ propaganda ဘိုင်းနေပြီးတော့ကျွန်တော်တို့ဒီအဲ့လိုမျိုးတွေကထားပါတော့ပဲစစ်တပ် lobby ရေဆိုတာရှိတယ်အဲ့လိုမျိုးဒီ channel တွေမှာဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ညီပေါ်ညီတိတ်ဘာဖြစ်တယ်ညာဖြစ်ရှောက်ရေးတဲ့ဟာရှိရပဲအဲ့လိုဟာတွေတမျိုးဒါပေမဲ့ဒီလိုမျိုး propaganda ဘိုင်းနေတာကြာဘယ်လိုလဲဆိုတော့ ကိုဘက်ကလူလို့ထင်မြင်အောင်လို့လုပ်ပြီးတော့ဒီလိုမျိုးပြန်မြို့လို့ဆွဲခေါ်တဲ့ပုံစံမျိုးပေါ့ဗျာတချို့ဟာကြီးမှဆိုရှိရဲအဲ့လိုတပ်ပါတီဆိုတဲ့ပုံစံမျိုးသဘောမျိုးနဲ့ရေးတဲ့ဟာတွေပေါ့အဲ့လိုဒါဘယ်သူမှတော့ကောင်းမနေဘူးစက်ကောင်စီကလည်းမကောင်းဘူးဒါပေမဲ့ဒီဘက်ကလည်းမကောင်းဘူးဘာမှမဆိုကောင်းမနေဘူးငါတို့ကဘာမှမလုပ်တော့ဘူးဆိုတဲ့ဟာမျိုးရှိတယ်အဲ့လိုမျိုးဟာမျိုးဆိုကျွန်တော်အနေနဲ့အဲ့လိုဒီပေါ့နော်ခဏခဏတွေ့ရတယ်တွေ့ရတယ်ဆိုတဲ့ဟာမှဟုတ်ပြီအဲ့ဆိုရင်ဒါမင်းရဲ့ပါဝင်မှုကဘယ်လောက်ရှိလဲပေါ့နော်အဲ့လိုမျိုးခဏမျိုးနဲ့ကျွန်တော်စာရေးသူပြန်ကြည့်ရတယ်ဒါပေမဲ့တချို့သောဟာတွေမှာဆိုရင် အဲ့လိုပါ identity တခုတော့ရှိမနေဘူး။ဒါပေမဲ့အဲ့လိုမျိုးစာရေးတာတွေတော့မျိုးကြရတယ်။အဲ့အဲ့ဒါလေကျွန်တော်အနေနဲ့ဒါအာဟိုဖြစ်နေပါတော့။တစ်ချက်လောက်တော့တေချာကြည့်ကြည့်ပေါ့ဗျာ။တေချာကြည့်ကြည့်ဆိုတော့ပြီးတော့ကိုယ်ဝိုင်လည်းဒီဟာစဉ်းစားစဉ်းစားချက်တွေပေါ့နော်။အများကြီးကွဲပြားပါတယ်။ဟုတ်လို့ဟိုခုနပြောသလိုပဲတချို့တော့သုံးသက်ချက်တွေဆိုရင်ကျွန်တော်နှစ်ဖက်လုံးကိုပါမျှပြီးလိုက်ကြည့်ဖို့လိုတဲ့သုံးသက်ချက်တွေရှိရပေါ့နော်။အဲ့လိုမျိုးခံရရတမျိုး။ဒါပေမဲ့ခုနကပြောတဲ့ဒါစစ်ကောင်စီအောက်ရောက်နေပါပြီ။ပူပေါင်းလုပ်နေတာပါ။ဘာဖြစ်နေပါ့မလဲ။ညာဖြစ်နေပါပြီဆိုတော့ဟာမျိုးတွေကြတော့ အာဘယ်သူရဲ့ propaganda ပုံစံမျိုးနဲ့တွားနေရလဲဆိုတော့ဟာတော့ကိုကကွင်းသိမယ်လို့ကျွန်တော်လည်းမျှော်လင့်နေပေါ့နော်အများကြီးတော့ဒါပြောစရာမလိုပါဘူးတော်တော်များလည်းသိကြပါရဲ့ကျွန်တော်ဆိုအဲ့ post တက်လာတော့တော်တော်များအဲ့လိုပြန်ပြန်ပြီးရှင်းပြပြီးပြန်ပြီးချက်ချလက်ကြပြပြန်ပြီးဟိုခြေပတဲ့စာမျိုးတွေလည်းကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးအရန်ကိုကောင်းတယ်ပေါ့ဗျာအဲ့တော့ဟိုတချို့တချို့တော့အချိန်ကြီးမှာကိုကတော်လိုက်ရလဲကျွန်တော်ဒါနှစ်တခုရှိတာကြီးပေါ့နော်၄နှစ်ဆိုရဲကာလမှာကျွန်တော်ဒီမှာလည်းတိမှုတစ်ခုပြီးတော့ဒါ ီဒီလိုမျိုးပေါ့ဒီလိုမျိုးအခင်းကျင်းတွေကကျွန်တော်တို့မြင်နေသော်လည်းအဲ့လိုရိုးရှင်းမှုတခုရှိမနေဘူးလေနော်အဲ့တော့အဲ့ဒီခိုင်နဲ့ပတ်သက်ပြီးတော့ကိုကိုရဲလည်းတိချာလေးလာပါလေးလာပြီးတော့ဘလိုဖြစ်နေလဲဘာဖြစ်နေလဲဆိုတော့အခင်းကျင်းတရက်ကိုမပြောက်ပြောင်လို့ပါကျွန်တော်ကျွန်တော်တို့လည်းဒါအခုထိလေ့လာဆဲပြီဒါပေမဲ့ဘာကြီးဖြစ်နေလဲငါတို့ဒီတုံးချင်တော့မှဘာကြီးဖြစ်နေလဲငါတို့ဒီဆက်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီပြန်ပြီးတော့ဒီလိုအပိုင်းခံနိုင်နိုင်ငံရေးပိုင်းခံတာတွေဘာကြီးလုံးနေလဲဘာကြီးရှိနေလဲဆိုတော့အမျိုးတွေကျွန်တော်တို့နေနဲ့လည်းပြည်သူပြည်သူလူလူတူတယောက်နေနဲ့ ယ်ပေါ့နော်ပြီးသူတယောက်အနေနဲ့ရဲဘော်တယောက်အနေနဲ့ကျွန်တော်တို့ဆိုလည်းကြည်တယ်လေ့လာတယ်ပြီးတော့ကိုယ့်အနေနဲ့ကအဲ့လိုမျိုးဒီအဲ့လိုစိတ်ကိုမရင်းရိုင်သွားဖို့လည်းလိုအပ်တယ်ပေါ့နော်ကိုယ့်အကူပဲဆုံးဖြတ်ပါချို့ချို့တော့အချင်းနေတယ်ယူအဲ့တော့ကျွန်တော်ကတော့ဒါ influence အများကြီးမပေးစေဘူးပေါ့နော်ဒါပေမဲ့ခုနကပြောတဲ့အေးဘာနဲ့ပေါင်းနေညာနဲ့ပေါင်းနေဆိုတဲ့ဟာကတော့တိတာကြီးပါပါကြီးလဲဆိုတဲ့ဟာဘူးအဲ့ဒါအဲ့ဒါလေးပါပဲအတိကတော့အဲ့လိုမျိုးတွေဆိုရင်လည်းအဲ့လိုလိန်တဲ့လူတွေဟွာရီဆိုရင်ကျွန်တော်တကယ်ကိုဟိုဟွာဖြစ်တယ်ပေါ့နော်လိန်နေလည်းရှိပါဘူးဒါပေမဲ့တချို့လူတွေကြောင့်လည်းဘယ်လိုဖြစ်လဲဆိုတော့အဲ့လို အလှမ်းဝေးရပေါ့ဗျာအလှမ်းဝေးတော့ဒီ TikTok မှာဆိုရင်ကျွန်တော်လူလူဘာလူလူနဲ့လူ့အိမ်မှာကမ်ပိန်းကောက်နေလူတွေပါရှိတယ်အဲ့ဒါလည်းကျွန်တော်တော်တော်ပြီးတော့ပေါ့နော်အဲ့လိုရှိတဲ့အကောင့်တွေကနေပြီးတော့တပြောခမ်းရတယ်ဒါပေမဲ့အဲ့ဒါလည်းမရဘူးအဲ့လိုမျိုးအဲ့လိုမျိုးအခြေအနေဖြစ်နေတော့တစ်ချက်လောက်ပေါ့နော်အခုဒီဟာတဆင့်စကားတဆင့်နာနေပဲအဲ့လိုမျိုးပြန်ပြီးတော့ပြောကြရဖို့ပေါ့နော်ဒီလိုအခြေအနေရှိရင်ငါတို့မင်းတို့အဲ့ဒီတတိထားဖို့ဒီအခင်းချင်းတွေအကုန်လုံးကိုကြည့်ရဖို့ချက်ချက်လက်ကျနေပဲဒီလိုဖြည့်ရှင်းထားတဲ့ဒီလိုမျိုး ဒီကိစ္စရက်တွေကိုပေါ့နော်တရားလေ့လာဖို့ပါအများကြီးကျွန်တော်ပြောလို့ပါတကယ်အဲ့ဒါပါပဲအလိမ်မခံကြပါနဲ့ဗျာနော်ဟုတ်ကဲ့ပါအဲ့ဒါအဲ့ဒါဆိုရင်ဟအဲ့ဒါဆိုရင်ပေါ့နော်ဒီလိုမျိုးဒီ message အာရေးကြည့်ရဲ့ message တွေပေးသွားလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီမိခွန်းလေးကအမအကိုအများကြီးဒီဟာ relax ဖြစ်စီပေါ့နော်အဲ့ဒါကျွန်တော်တချို့ဟာမိခွန်းလေးဆိုလည်းကျွန်တော်ဟိုပေါ့ပေါ့ပေါ့ဖြစ်အောင်ထည့်ပေးထားတာပါအဲ့ ဲ့ဒီမှာဟိုတစ်ချက်ဟိုပါဘောနော်ပြည်သူတယောက်မေးထားတဲ့မိကုံလေးရှိရပါဘောနော်ဒါကအမအနေနဲ့တကယ်လို့ Desert Island ကိုရောက်ပြီဆိုရင်ဘောနော်အဲ့ဒီမှာပစ္စည်းနှစ်ခုပဲရှိရမယ်ဆိုရင်အမအနေနဲ့ဟိုတချင်းတပုတ်နဲ့စာအုပ်တအုပ်ဆိုရင်အမဘေးရောက်ဖို့ရှိရှင်တယ်အမကိုပို့ပြီးတော့ desk ဖြစ်စီတာတချင်းဟာတချင်းပို့ပြီးတော့စာအုပ်ထပ်ပို့တော့ဟုတ်တယ် အဓိကကျွန်တော်အတွက်ကကြတော့ရုပ်ရှင်နေပြီးတချင်းနေရအများကြီးပုံစီးမျောလို့ကောင်းတယ်ပြီးကျွန်တော်စိတ်ထဲမှာဟိုက scenario တွေပေါ်ပြီးတော့စဖက်ရင်တော်တော်များများ scenario တခုမြင်လာတယ်လို့ပဲကျွန်တော်အတွက်ကကြတချင်းနေရအဲကျွန်တော်ကိုယ်တိုင်ပါတဲ့ scenario တခုပါဗျာခေါင်းထဲမှာလေလာတာအဲ့ဒါ record လေးတခုလို့ပြောပဲအဲဆွေတချင်းဆိုလဲဆွေတချင်းခုံပေါက်နေတဲ့ဟာလေးလို့ခုံပေါက်နေဒါမှ nostalgic ဖြစ်တဲ့ဆိုရဲဟာလေးရန်ကုန်မှာတငယ်ချင်းနေနဲ့လမ်းရှောင်းနေရအဲ့လိုမျိုးပုံစံမျိုးတွေရအစားဗျာကျွန်တော်အတွက်ကအဲ့လိုမျိုးဒီ record လေးတခုလို့လေလာတာပြီးတော့ကျွန်တော်ဒီတချင်းနေ ွားတာ誒ပြီးတော့ရုပ်ရှင်ကြီးကသဘောကျတယ်ဗောနော်လိုက်စီးမြှောက်ရတာပါပဲအကုန်လုံးမှာဘာရအဲ့လိုမျိုးဒီလိုဘာမျိုးစားကိုကြိုက်လဲဘာကြီးဖြစ်ရလို့မရှိဘူးကျွန်တော်အနေနဲ့ကျွန်တော်ဒီဟာကို5ဖြစ်တယ်ဗောပြောကျွန်တော်အဲ့ဒီဟာကိုလူနားထောင်လို့ကြည့်ရဲကျွန်တော်အနေနဲ့ကျွန်တော်လက်ကြိုက်တယ်လို့ခံရတယ်ကျွန်တော်နားထောင်တယ်ကျွန်တော်ကအဆုံးပဲ UCTs ကအဆုံးပဲအဲ့တော့စင်ပြေပါတယ်တချင်းလေးတစ်ပုတ်ပဲဗောနော်တချင်းတစ်ပုတ်တောင်မှကျွန်တော်အဲ့တကယ်လို့ဆိုတော့တပုတ်ပဲတည်သွားလို့ရမယ်ဆိုကျွန်တော်ခုပဲယူမှာอืม 哎，看看,， 现在咱们这些普遍是玩人工智能的，嗯，没有没有，他们好多没有的，哎，原来就玩嘛，他那边有一路没有故事啥的，哎，现在玩没了，好给不？ ဟုတ်ကဲ့ပါအဲဆိုရင်ပေါ့နော်အခုဆိုရင်ဒီ live ကြည့်နေတဲ့ကျွန်တော်တို့ဒီ SCF ကနေတဆင့်အနွေအိမ်မဲ့ campaign လေးမှာလည်းအများကြီးပါဝင်ပေးနေကြတယ်အကြတော့ဒီပြီးတော့အကြတော့ပေါ့နော်အဲ့နွေအိမ်မဲ့ campaign လေးမှာလည်းကျွန်တော်ကအစီအစဉ်လေးအနေနဲ့ဒီရရှိထားတဲ့နွေအိမ်မဲ့ certificate လေးတို့ကျွန်တော်စုပြီးတော့အမားဟန်ဒီနဲ့ရဲဘော်ဒီဆိုကျွန်တော်ပို့ပေးပါမယ်ပေါ့နော်ဟုတ်ကဲ့ပါအဲဆိုရင်ဒီလိုမေးခွန်းလေးတွေဖြေပေးလို့အကျဉ်းအများကြီးတင်ပါတယ် โอเคပါဆိုကျွန်တော်တို့နောက်ဆုံးအဆီဇင်လေးကိုသွားဖို့အတွက်ပေါ့နော်အာကျွန်တော်အမမီမီကိုပြန်လဲဖိတ်ခေါ်ရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဘာအခုလိုမျိုးကိုထိန်လေးဆက်စုသမျှမိခွန်းလေးတွေကိုမငင်းမညူနဲ့ဖြည့်ပေးသွားတဲ့ဒီမလေးဟန်နီကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ပြီးတော့ဒီဟန်နီကို Happy Birthday ဟန်နီဆိုပြီးတော့နှုတ်လေးနဲ့ຫນွေဦးထီလက်မှတ်စေဆောင် ဝင်နေလက်ဆောင်ပေးထားလीရှိပါတယ်နောက်တစ်ခုကကျတော့အခုဒီ live လေးကိုနားထောင်နေနေမှာဟန်နီရဲ့မွေးနေ့အတွက်ဆိုပြီးတော့ SCF မှာမျိုးအိမ်မက်ကမ်ပိန်းလေးမှာငါသိမ့်မြန်မာငွေငါသိမ့်ချက်ထောက်ပို့သွားတာရှိပါတယ်အဲသူပေးထားတဲ့ comment လေးကတော့ဟန်နီကိုနေကောင်းချမ်းမအောင်နေပါဆိုပြီးတော့မှာသွားတာလीရှိပါတယ်ဒီစိတ်တော်မရဲ့ခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးမကြီးမကြီးနဲ့မိကွန်လေးတွေကိုဖြည့်ပေးသွားတဲ့အတွက်ကိုလည်းကျေးဇူးများတင်ပါတယ် ကိုထိန်လင်းကဆက်ဆက်ဆူဆူမိကုန်လေးတွေမေးထားပြီးပြီဆိုတော့ဟန်နီရင်ွေလေးတောက်ချင်တယ်ဆိုရင်တောက်လို့ရအောင်လို့အမကြော်ညာလေးခဏဝင်မယ်နော်ကိုတိန်လေးကအမနာပဲနဲ့ဟန်နီကိုအများကြီးတောက်လျှောက် non stop ဖြစ်သွားတော့လေနော်အခုဆိုရင်ဒီ SCF မှာဒီຫນွေဦးအိမ်မက် campaign လေးအပါအဝင်ကို campaign အရေးအတွက်73ခုရှိနေပါတယ်ဒီ campaign လေးတွေမှာအားလုံးပဲလုံလုံခြုံခြုံနဲ့ပါဝင်ထောက်ပို့ခြင်းနဲ့ သူတွေဆိုရင် STP အကောင့်ဖွင့်ဖို့လိုတယ်။ SCF အကောင့်တွေဖွင့်ပြီးတော့ကိုယ်အနေနဲ့ကလုံခြုံစွာနဲ့ပါဝင်ထောက်ပို့လို့ရတယ်။အများသောအဖြစ်လေဒီမြေပြင် campaign တွေမှာဆိုရင်ပြည်တွင်းကနေထောက်ပို့နေတဲ့သူတွေက certificate တွေဖုန်းထဲမှာတင်ထားရတဲ့အခါမှာလုံခြုံရေးအတွက်ကိုစိတ်ပူနေရတဲ့ပြဿနာတွေရှိတယ်။ SCF မှာကတော့ကိုထောက်ပို့ထားတဲ့ဒီ campaign လေးနဲ့ပတ်သက်တဲ့ certificate တွေကအချိန်မရွေးကို download ရယူလို့ရတယ်။ကိုပါဝင်ထားတဲ့ဒီထောက်ပို့ပမာဏကိုလည်းကြည့်လို့ရတဲ့အတွက် SCF ကမြေပြင်မှာရှိနေတဲ့ share ဘော်တွေနဲ့အတူတူတော်လန်ပြည်သူတွေကြားထဲမှာရင်ဘချင်းနှီးအောင်ထိတ်ဆက်ပေးထားတဲ့ ပေါင်ကူတရားလေးဆိုရင်လည်းမမှားပါဘူး SCF ကလေအကယ်၍ဒီဒီကနေ့ရဲ့ live လေးကိုနားထောင်နေတဲ့မိဘပြည်သူတွေအနေနဲ့က comment မှာ SCB account friend လေးတွေ SCF account friend လေးတွေကို admin တင်းအနေနဲ့က link လေးတွေချပေးထားတာရှိတယ်။အဲ့ဒီကနေမှတစ်ဆင့် SCB account ဆိုရင်လည်းလွယ်ကူစွာနဲ့ account ဖွင့်လို့ရတယ် SCF ဆိုလည်းအချိန်မီခဏပေးုံနဲ့ SCF account ဖွင့်လို့ရတယ်။နောက်တစ်ခုကဒီ SCF account နဲ့ပတ်သက်ပြီးတော့ link လေးတွေဝင်တဲ့အခါမှာ Facebook link တွေကနေကတိုက်ရိုက်ဝင်လို့မရဘူးဆိုရင် copy paste လုပ်ပြီးတော့ browser ကနေပြောင်းပြီးတော့ဝင်ကြည့်တာမျိုးလေးတွေစမ်းပြီးတော့ဝင်ကြည့်ပေးစီချင်ပါတယ်။ဝင်လို့မရတဲ့သူတွေရှိနေရလေးတွေ့နေရဖြစ်တဲ့အတွက်လေအကယ်၍ကိုယ့်အနေနဲ့ကဝင်လို့မရအောင်ဆိုရင် link ကို copy ယူပြီးတော့ browser မှာ paste လုပ်ပြီးတော့ link လေးကနေတဆင့် ခွင့်လို့ရပါတယ်။နောက်ပြီးတော့ဒီကိုအနေနဲ့ကလုံခြုံစွာနဲ့ပအဝင်ထောက်ပို့ဖို့အတွက် SCF ကရွေးချယ်ဖို့အကောင်းဆုံး platform တစ်ခုဖြစ်တယ်လို့ SDB နဲ့လည်းကိုက SCF အပြင်မြေပြင်မှာရှိနေတဲ့ရေပေါ်ရဲ့အခြားခြားသောမြေပြင် campaign တွေနောက်တစ်ခုကဒီတော်လိုင်းနဲ့ပတ်သက်တဲ့ project တွေမှာလည်းပါဝင်ဖို့ကိုလည်းဒီနေရာလေးကနေတဆင့်မိသားရဲ့ခံတောင်းဆိုချင်ပါတယ်။အခုဆိုရင်ဟန်နီကိုနောက်ဆုံးနှုတ်ဆက်လေးအနေနဲ့ ဒီဒီနေ့ရဲ့ live လေးကိုဟိုနားထောင်ပေးနေတဲ့တော်လမီဘပြည်သူတွေကိုအမှတ်တရစကားလေးနဲ့နှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာကဲကျွန်တော်ပေါ့နော်ဒီလိုမျိုးဒီ event လေးပေါ့နော်လာရရင်ကျွန်တော်ပြောပါရဲဒီလိုပြောပါရဲကျွန်တော်ပုံမှန်ဆိုရင်လည်းဒီမှာလည်းအလိုဘူရှူဝါရှာပေါ့နော်တကယ်အလိုစိုက်တိုင်းလိုမျိုးနေရတာဆိုတော့ဒီလိုမျိုးအခြေအနေလေးဆိုကျွန်တော်အများကြီး လွတ်လပ်တယ်ပေါ့ပေါ့ပါတယ်အဲ့လိုမျိုးအရင်တော့အကြောင်းလေးပြန်ပြောဖြစ်တယ်ဒီမှာအဲ့လိုဘာយ៉ាងကြိုက်လဲဘာကြီးကြိုက်လဲဆိုပြောဖြစ်နေရမှာမဟုတ်တာအဲ့လိုမျိုးအခြေအနေလေးဆိုတော့အဲ့လိုအများကြီးပေါ့နော်ကျွန်တော်အနေနဲ့စိတ်ပေါ့ပါရတယ်ပြီးတော့အခုဒီနေ့ကတော့ဒါအခုညီလေးလက်တောင်းကျင်တယ်ပေါ့နော်အခုညီတောင်းကျင်တော့ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒါဟိုပထမအဆုံးအချက်အနေနဲ့တော့ဒါ new aim campaign လေးအတွက်ပေါ့နော်ကိုညီပေးချင်တော့ကျွန်တော်ဒါ orange my new page ရဲ့ပြီးတော့ alpha list တွေလည်းရှိရဲ့ပြီးတော့ scf လေးမှာလည်း target ဖြစ်အောင်လို့ကူညီပေးနေတော့အင်မတန်မှာကျွန်တော်လည်းတကယ်ပြောမှာပါ SCF မှာဆိုရင်တော်တော်ကိုပေါ့နော်အလိုကျွန်တော်အခုဆိုရင်တွေ့ဖြစ်တရားတရား30လောက်တော့လိုသေးရပေါ့နော်တရားတရား30ကိုပြောင်းပါအဲ့ဒီနော်တရား50လောက်တောင်းလို့တည်ရတော့လေပြီတော့ကျွန်မရဲ့လို့ဘယ် platform မှာမဆိုအကုန်ပြည့်သွားဆိုကျွန်တော်ကတော့တကယ်ကိုပြပြောစီကအရင်ကောင်းတော့မှာပေါ့ဗျာအဲ့တော့ဒါလေးကတော့ကျွန်တော်ရဲ့ဒီ suit down မှာပြီးတော့ဒီလိုမျိုးပေါ့နော် ဟိုခုနပြောခဲ့သလိုပါပဲတစုံလုံးသာအရာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအမီလိုက်နေဖို့လိုအပ်တယ်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပြန်လဲဒီဆောက်ရေးခံတာတွေမှာလည်းဒီလို banking system တွေကအစားပေါ့နော်ကျွန်တော်တို့မြေပြင်မှာရှေ့ပြည်လူလူစီကိုအများကြီးပို့ပြီးတော့လေပြန်နှံ့စီဖို့သုံးဖို့အတွက်ကို brand လည်းဒါတိုက်တွန်းပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါအဆင်ပြေတယ်ဘလို့ပြုံချုံတဲ့နေရာမှာရှိနေဆိုရင်နော်ဒီမျိုးစပြီးတော့ပြောင်းလဲပြီးသုံးဆွဲဖို့ကျွန်တော်လည်းတိုက်တွန်းပေးချင်ပါတယ်ပြီးတော့ဟိုကျွန်တော်တို့ဒီ နေ့ပွဲလေးဘောနဖိတ်ကြပြီးရဲ့ဒါ STD SCS ဒါ platform လေးအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်လည်းဒီလိုမျိုး community ပြောနော် talk ပွဲလေးရှင်ကျွန်တော်လည်းလာ join ပြီးပါမယ်လို့အခုလည်းအားလုံးနဲ့ဆုံတွေ့ခွင့်ရတာကျွန်တော်ပေါင်ကြရပြီးမေးစစ်တာကျွန်တော်ပေါင်ကြရပြီးပြောတာကိုလည်းထိုင်းကြည့်ပေးကြလို့လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကဲပါအားဆိုရင်တော့ဒီနေ့ဟုတ်ပါပါပဲနှလုံးသားမှာအကောင့်လေးဝင် ဟုတ်ကဲ့ပါပြီးတော့ဒီအကုန်လုံးကလေဟန်နီရဲ့မွေးနေ့အတွက်ကိုလှူထားပေးရတဲ့ဒီထောက်ပို့ထားတဲ့ certificate တွေကိုလည်းအကုန်လုံးက comment တွေမှာပဲဖြစ်ဖြစ်ဒီ Telegram group တွေထဲမှာပဲဖြစ်ဖြစ်အကုန်လုံးကကြွားနေကြတာပေါ့နော် certificate လေးတွေပြရပါလေအကုန်လုံးကပျော်နေကြတယ်ဒါဒီ campaign လေးကဟိုဟန်နီပြောသလိုပဲ match လောက်ကုန်တီရှိနေမယ်ဆိုရင်အားလုံးပါဝင်ပြီးတော့ ဝိုင်းဝန်းပြီးတော့ထောက်ပို့ပေးပါ SCF မှာလည်းထောက်ပို့ပေးပါလို့မြစ်တာရဲခန့်ခြင်းနဲ့ဟို certificate တွေနဲ့ကြောထားပြီးသားသူတွေကလည်းဆက်ပြီးတော့ကြောလို့ရပါတယ်မိုင်းလှကုန်ထီးရှိနေမှာဖြစ်တဲ့အတွက်နော်ဟန်လေးကိုပြောအောင်လို့အားလုံးဝင်းနေလက်ဆောင်ပေးဖို့လည်းမြစ်တာရဲခန့်ခြင်းပါတယ်ဒါအခက်ခဲတွေကြားရရနေပဝင်အဖြစ်ပေးရဲ့ဟန်လေးကိုလည်းကျေးဇူးတင်တယ်နောက်ပြီးတော့ဒီပြည်သူမြစ်တာတွေလွှမ်းခြုံပြီးတော့မြေပြင်မှာအဆက်ဆက်ရရဘေးကင်းလုံခြုံပါစေဒီကောင်းကြပါပါစေအားလုံးရဲ့ကိုစားအမားကဆုတောင်းပေးပါတယ် ပါဝင်အဖြစ်ပေးတဲ့အတွက်ကိုလည်းကျေးဇူးများရတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါကျမတို့ရဲ့ဒီနေ့ရဲ့ SDB Community Call Live လေးကိုနားထောင်ပေးနေတဲ့တော်လှန်ပြီးပါအပြည့်သူတွေအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်အဲအားလုံးပဲဒီနေ့မှာဒီမာလီဟန်နေနဲ့တွေ့ပြီးတော့ ပြပြရွှင်ရွှင်စကားတွေပြောရတယ်ပြီးတော့ honey ရဲ့အကြိုက်တွေကိုလည်းတည်သွားတယ်နောက်တစ်ခုက live ရဲ့ comment တွေကိုကြည့်ရင်းနဲ့အကုန်လုံး honey ကြိုက်တဲ့အကြိုက်တွေကိုပြောင်းပြီးတော့ကြိုက်ကြမဲ့သူတွေကိုလည်းတွေ့လိုက်ရတဲ့အတွက်ဒါဟန်နီးတွေမကောက်ဘူးဒီနေ့ live ကိုနားထောင်နေတဲ့သူတွေအားလုံးဒီနေ့နှစ်သက်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်ကျွန်တော်တို့ဒီနေ့ live လေးကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါရှင်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပဲဖြစ်ပါစေနော်